တကယ်ညာလုံးမိပါပါကျွန်တော်ညာစည်းသွားတဲ့ဗီဒီယိုလေးတွေကိုမတင်ပြတာတော်တော်လေးကြာပါပြီဒီဗီဒီယိုလေးကလည်းနှစ်လပိုင်းလုံးကသွားခဲ့တဲ့ဗီဒီယိုလေးပါဒီဈေးလေးကတော့တိတိလေးပါပဲအဓိကကတော့ထုံးစံ night local လေးတွားပြီးတော့ညာစာစားတဲ့ဈေးလေးလည်းဖြစ်ပါတယ် တခြားညာစီတွေလိုအဝေစားရောက်တာမျိုးမရှိဘဲနဲ့တကယ်ကိုစားတောက်ဆိုင်ကြီးပဲကိုလမ်းမအလယ်မှာထားထားတာပါအကုံလုံးကတော့တီတက်ညာစာလေးတွေပဲလာစားကြတာကိုတွေ့ရပါတယ်ထိုင်ဝမ်မှာညာစီတွေကတော်တော်များများရှိပြီးမဲ့ဒီညာစီကဒီလိုမျိုးဆိုင်လေးတွေကတန်ရှင်းမှုကအရင်အားနေနေဆိုပြီးတော့တည်င်းနေမှာမကြာခဏတွေ့ရပါတယ် ဒီညာစည်းလမ်းကြားထဲမှာလည်းအခုလိုမျိုးအဝယ်စားလေးတွေရောင်းနေဆိုင်တန်းလေးတစ်တစ်လေးတခုရှိပါတယ်။ကျွန်တော်သွားတဲ့အချိန်ရကြတော့ဒီဆိုင်လေးတွေပိတ်သွားပါပြီ။အစားတောက်ဘလော့ကာလီကဒီညာစည်းကိုကြိုက်ပြထားတာကိုတိတ်ပြီးတော့မတွေ့ရပါဘူး။ဒါကြောင့်ကျွန်တော်အနေနဲ့အစဉ်ပြေတဲ့ဆိုင်လေးကိုပဲရွေးစားခဲ့ပါတယ်။ပင်လယ်စာခောက်ဆွဲလေးကိုရွေးစားခဲ့ပါတယ်။ကျွန်တော်ကကင်မရာခြင်ထားလို့လာတော့မသိပါဘူး။ကျွန်တော်ဒီပကံလေးကိုထည့်ပေးတဲ့အစားကတော့တော်တော်လေးကိုစုံပါတယ်။ အဓိကကြတော့ဒီစိုင်လေးကပင်လယ်စာအပြင်ကိုသူကကြတော့စံပြုတ်ကိုလည်းအဓိကထားရောက်ပါတယ်ခေါဆွဲပြုတ်ထဲမှာခယူးတွေရဲ့နောက်ပြီးတော့ဝတ်သားပါတယ်ဝတ်သေးပါတယ်ပြီးတော့ရင်ဒီပြည်ကြီးငါးလုံးလေးတွေငါးအသားလေးပစွန်ကင်းမွန်စရဲဒီပင်လယ်စာအစုံလေးကိုထည့်ထားပါတယ်ဒါပေမဲ့တမျိုးကိုတစ်ခုနှစ်ခုလေးတွေပဲထည့်ထားတာပါအဓိကကြတော့သူတို့ရဲ့ဒီငရုတ်စီနဲ့တူစားတာကောင်းပါတယ် ဒီငယုတ်စီတွေရဲ့ငယုတ်တီးရဲ့အနံ့တွေကတော်တော်လေးကိုမှုပါတယ်သမီးစားပြီးတော့အချူပွဲနေနဲ့ကျွန်တော်ဒီခေါမုတ်ဆိုင်လေးရွေးထားပါတယ်ခေါမုတ်ဆိုင်လေးကအင်ဒိုလို့မလေးတို့မှာတွေ့ရတဲ့ခေါမုတ်မျိုးပါ သူလောက်တာကြတော့မုတ်သားကတော်တော်လေးပါပါတယ်အစာရည်ကကြတော့အချူရောအမြောင်အဆုံလို့ရှိပါတယ် တော်တော်လေးကိုစောင့်ယူရပါတယ်လောက်တာကကြတော့တော်တော်လေးကိုကြားတဲ့အထဲမှာပါပါတယ်ဒါပေမဲ့အရသာကဒီလိုမျိုးခေါမုံလိုမျိုးကျွတ်ပြီးတော့မှုန်းနေတာကြောင့်ဒီဈေးလေးကိုရောက်ရင်တော့ကျွန်တော်စားဖို့တော့ recommend လုပ်ပါတယ်ကျွန်တော်ကကြတော့ဒီလိုမျိုး top bat နဲ့ဒီမြေပဲအရသာတစ်ခုရဲ့နောက်တစ်ခုကကြတော့အုံတီအရသာရဲ့ဒီနှစ်ခုကိုမှစားပါတယ်ဂျုံခေါမုတ်ကိုကျွန်တော်လုတ်ထားတဲ့ဗီဒီယိုလေးတခုရှိပါသေးတယ်ကျွန်တော်တင်ပေးဖို့မိနေတာပါ ထိုင်ဝမ်ညာဆေးတွေဟာတစ်ခုနဲ့တစ်ခုတိတ်ပြီးတော့ခွာချမှုမရှိပါဘူးဥပမာထိုင်ရညာဆေးတွေဆိုရင်တစ်ခုနဲ့တစ်ခုအနှဲငယ်လေးခွာချပါသေးတယ်ဒါကြောင့်တိတ်ပြီးတော့မတူကြဘူးလို့ထင်ရပေမဲ့လည်းတစ်ခါကျရင်မတူညီတဲ့နေရာတစ်ခုကိုသွားလေရတယ်စိတ်ပိုင်းဆိုင်ရာအပြင်တမျိုးလေးထောက်ကူပြရလို့ထင်ပါတယ် Q4K1 channel ရဲ့ရည်ရွယ်ချက်ကကြတော့ကျွန်တော်ရဲ့ K1 အတွက်ဟင်းနေချက်ပေးတယ်ဆိုတဲ့အဓိကရည်ရွယ်ချက်ပါ ဒါပေမဲ့ဒီကာလာကြီးမှာကျွန်တော်လဲဟင်းနေချက်ပြဖို့ဒီမလုံပြနိုင်နေတဲ့ကာလာမှာ channel ကြီးကလုံးဝမရက်သွားကျင်တာကြောင့်အခုလို video လေးတင်ပြရခြင်းဖြစ်ပါတယ်။နောက်တစ်ခုက Taiwan မှာလာပြီးတော့ကြောင်းတက်တဲ့ညီကိုမောင်မနေနေတဲ့ကျွန်တော်တို့အလုပ်ပိတ်ရမှာပဲဖြစ်ဖြစ်ကြောင်းပိတ်ရမှာပဲဖြစ်ဖြစ်အခုလိုမျိုးညာစီလေးမှာသွားပြီးတော့အပန်းဖြေလို့ရပါတယ်။ ျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ငင်ကြအောင်ကျေးဇူးထူးတင်ရှိပါတယ်။တင်ငင်ကြအောင်ကျမပြုရှင်ကြပါစေ။ Bye bye ။